အခုတင်ဆက်ပေးမယ့်သတင်းကတော့အသေးခံဒရုန်းများကိုစစ်လို့တိုက်ခိုက်နိုင်တဲ့ကမ္ဘာပထမဆုံးဒရုန်းကိုတရုတ်ပိုင်ဆိုင်နဲ့ဆွဲသတင်းမျိုးဖြစ်ပါတယ်။တရုတ်နိုင်ငံကအသေးခံဒရုန်းတရာကိုတည်ဆောင်နိုင်ပြီးလေထဲမှာအသေးခံဒရုန်းတွေကိုစစ်လို့တိုက်ခိုက်နိုင်စွမ်းရှိတဲ့ကမ္ဘာပထမဆုံးစွမ်းဆောင်ရည်နဲ့တိုက်ခိုက်ရေးဒရုန်းမျိုးစားတစ်ခုကိုအောင်မြင်စွာဆက်သနိုင်ခဲ့လို့သိရပါတယ်။ Skyhawk လို့မည်ပေးထားတဲ့ဆိုပါဒရုန်းကိုဒရုန်းကယ်ရီယာအသမတ်ထားနိုင်တဲ့ဒရုန်းတင်ဆောင်တဲ့ဒရုန်းမျိုးစားအဖြစ်သတ်မှတ်ထားပြီးကမ္ဘာပေါ်မှာပထမဆုံးမျိုးစားဖြစ်ပါတယ်။ ဆက်လျှောက်တန်လေးချိန်ရှိပြီးတော့တောင်ပန်ရှိ25မီတာရှိတဲ့ Sky High ဟာအလဲလမ်းမြင့်ရှိတဲ့ဒေါခွေတုံးစနစ်တွေနဲ့လေကာစနစ်တွေလက်လန်းမမီတဲ့အမြင့်ပေး9တောင်ကျော်ကနေပြန်တန်းတက်ခိုင်နိုင်စရှိရလို့သိရပါတယ်။ Sky High ဟာခီးမိုင်4350ထိပြန်တန်းနိုင်စရှိပြီးလက်နက်တန်ချိန်လျှောက်တန်နဲ့အသေးခံဒုံးတရာကျော်ကိုလည်းတည်ဆောင်တက်ခိုင်နိုင်စရှိရလို့သိရပါတယ်။ဒါပြင်ကျဲအရင်တက်ဆန်ထားတဲ့အကြောင်းငယ်နောင်းပြည်တိုင်းတလို့ Sky High ပေါ်မှာတင်ဆောင်သွားမဲ့အသေးခံ drone တွေကလည်း AI နဲ့ပြည့်မှတ်ရှာတိုက်ခိုက်နိုင်စရာရှိတာကြောင့် ကန်ဟတ်ကိုဆက်ဆံရအမြင့်ဆုံးတိုက်ခိုက်ရေးဒရုန်းအဖြစ်သတ်မှတ်ခဲ့ရဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချန်ဝါပေးပို့လာပါဗျ။